ပိန်းမုံဝမ်ပုံကျေးရွာချင်းဆက်လန်းကြောက်ချောလန်းခင်းချင်းလုပ်ငန်းအားကွင်းစင်းစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်မြို့နယ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသောပိန်းမုံဝမ်ပုံကျေးရွာချင်းဆက်လန်းကြောက်ချောလန်းခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုကိုယမန်နေ့နေ့ကင်းပိုင်းကနေပြည်တော်ရုံးချုပ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းကျော်မြို့ ပြည်နယ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးကျော်စည်ရန်လင်းတို့ပါဝင်သော အဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မူမြို့နယ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးပြည့်ဖြူဟန်တို့ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ရာရင်းလုပ်ငန်းနှင့်ပတ်သက်၍အခြေအနေများကို မြို့နယ်ဦးစီးမှုဦးပြည့်ဖြူဟန်ကရှင်းလင်းတင်ပြရာဒုတိယညွှန်ကြားရေးမှူးချုပ်မှလိုအပ်သည့်များကိုမြို့နယ်ဦးစီးမှုအားမှာကြားခဲ့ပါသည်အဆိုပါပိန်းမုံဝမ်ပုံ ကျေးရွာချင်းဆက်လန်းကြောက်ကျော်လန်းသည်တုံညမြင်းဆောင်၄မိုင်16ပေ6ပေလန်းအရှိတုံညတသမ835ကီလိုမီတာကို2025-2026ဘဏ္ဍာရေးနှင့်ပြည်ထောင်စုငွေလုံးငွေရင်ရန်ပုံငွေကျပ်121ဒသမ3တန်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ဦးစီးမှုဥပြည့်ဖြူဟန်ထံမှသိရှိရပါသည်ခမညာ